တောင်ကြီးမြို့မှာမြမရိုရာမဟာတကြံကာလအတွင်းကျင်းပပြုလုပ်တဲ့ဖရာကိုစုနဲ့နှစ်ကျင်းရှိစုဖရာဆွန်းလန်းလူပွဲကိုအာယုံဆွန်းလာရောက်လောင်းလို့သူညပြစီကားနေတယ်လို့သိရပါတယ်။တောင်ကြီးမြို့မှာတကြံကာလအတွင်းဆွန်းလောင်းနိုင်တဲ့ကျောင်းတိုက်တွေမှာအရိယဝန္တမြို့ဦးကျောင်းတိုက်တောင်ကျောင်းကြီးကျောင်းတိုက်ပေါ်ရမူကျောင်းနဲ့ကန္တာဓမ္မယုံတို့ဖြစ်တယ်လို့သိရပါတယ်။တောင်ကြီးမြို့မင်္ဂလာဦးရက်ကွက်အရိယဝန္တမြို့ဦးကျောင်းတိုက်မှာဖရာကိုစုဆွန်းလောင်းပွဲကိုကျင်းပလာတာဟာ 54ချိန်မြောက်ရှိပြီဖြစ်ပြီးအစဉ်လာမပြတ်နှင်းစင်ကျင်းပပြုလုပ်ခဲ့ကြကြောင်းကျင်းပရေးကော်မတီအဖွဲ့ထံကသိရပါရယ်အရိယဝန်သားမြို့ဦးကျောင်းတိုင်းမှာတကြံအကျုံနေ့ညနေပိုင်းမှာဖျားကိုးစုံလဲ့လေပူဇော်ပြီးတကြံအကျနေ့မနက်ခင်းမှာလာရောက်လောင်းလူကြတာဖြစ်တယ်လို့သိရပါရယ်အများပြည်သူလာရောက်လောင်းလူထားတဲ့စွန်းထမင်းတက်သေးမောပဲတရေစားတွေကိုတောင်တွင်းကြီးမြို့မှာရှိတဲ့ပရာဟိတကျောင်းတိုက်တွေထံကိုပြန်လည်လှူဒန်းပေးတာဖြစ်တယ်လို့သိရပါဗျ။ ကျောင်းတိုက်ကိုလာရောက်ဆွန်းလန်းလူကြတဲ့အများပြည်သူတွေကိုကောက်ငင်းပေါင်းတဲ့အကျော်ပြန်လည်ကျွေးမွေးတယ်လို့လည်းသိရပါဗျ။တောင်ကြီးမြို့မှာရှင်းနှစ်ပေါင်းများစွာကလေးကမြမရိုးရတဲ့ကြံကာလအတွင်းဖျားကိုစုဆွန်းလန်းလူချင်းတလေးကိုအစင်လာမပြတ်ယနေ့တိုင်ကျင်းပလာတာဖြစ်ပါတယ်။